ဒီကင်မရာရှိုင်းနေဆိုတာကအမတို့ coffee ဆန်းလာလေးသွားလို့ရှိရင်ပြီးရင်အစားတောက်ကောင်းကောင်းလေးရစားလို့ရှိရင်ရိုက်ဖို့အတွက်ကိုရှက်တာမဟုတ်ဘူးဒီကို vlog လုပ်တဲ့အချိန်မှာကိုမျက်နှာကိုပြရမှာဘာကြောင့်မှမသိရှက်နေတာပေါ့နော်မပြရဲဖြစ်နေတာကြောက်နေတာရှက်နေတာပေါ့အဲအဲ့ဒါကိုပြောတာပါ ဟယ်လိုအားလုံးပဲမင်္ဂလာပါအမဒီနေ့ပေါ့နော်ဒီ vlogging လုပ်ဖို့အတွက်ဒီကင်မရာ shine တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုအမဘလို့ overcome လုပ်ခဲ့လဲဆိုတာကိုအမ sharing လုပ်ပေးသွားမှာပါတကယ်လို့အခုကြည့်နေတဲ့လူထဲမှာလည်းအမလိုမျိုးပေါ့နော် vlogging လုပ်ကောင်မှာကိုမျက်နှာပြရမှာဘာကြောင့်ချက်လို့ရှမ်းမမသိတဲ့လူတွေဆိုလို့ရှိရင်တော့ဒီ video လေးကိုစုံအောင်ကြည့်ကြည့်လိုက်ပါဘာလို့လဲဆိုတော့ဒီ video လေးကအမရဲ့အတွေ့အကြုံကိုအခြေခံပြီးတော့ပြပြထားတယ်ပြီးလို့ရှိရင်အမတုံခဲ့တဲ့နီလန်းလေးတွေလည်းပေါ့နော်တေချာပြပြပေးထားတယ်ဆိုတဲ့အတွက်ကြောင့်အမပြပြထားတဲ့နီလန်းတစ်ခုမဟုတ်တစ်ခုကတော့အသုံးဝင်မယ်လို့ယုံကြည်ပါတယ် အမလည်းအခုလိုမျိုးကင်မရာကိုကြည့်ပြီးတော့ပြောတတ်ဖို့ချင်းချင်းဝုန်းကနေတိုင်းကနေဖြစ်လာတာမဟုတ်ဘူးပေါ့နော်။ဘဲရမစိုးအချိန်ယူတယ်။အထူးသဖြင့်အမတို့လိုကင်မရာကြောက်တတ်တဲ့လူတွေပေါ့နော်။အဲ့ဒါတွေကအချိန်ယူတယ်ပေါ့။ဒါကြောင့်မလို့အမရဲ့ process လေးတစင်းချင်း process ကိုအမပြောပြသွားပါမယ်။ပထမဆုံးတော့အမမျက်နှာမပါတဲ့စကားမပြောရတဲ့ video လေးစလုပ်တယ်။အဲ့ဒါတဖြည်းဖြည်းနဲ့ comfort ဖြစ်လာပြီဆိုရင်အတန်းလေးစတွင်းတယ်။ပြီးလို့ရှိရင် မရုပ်ထည့်ဖို့အတွက် try နေပေါ့เนาะရုပ်ထည့်တဲ့အချိန်မှာလည်းအဲချစ်ချင်းပေါ့เนาะ YouTube video လောက်တာမဟုတ်ပဲね short form လေးဖြစ်တဲ့အဲ TikTok video လေးတွေစပြီးတော့တမင်းနေနေမင်းနေလောက်ကြည့်ရဲပေါ့เนาะအဲ့ကနေအစီအပြေလာတော့မှအမဒီ YouTube video လေးတွေလောက်တယ်အဲ့ video လောက်တာကိုလည်းအရင်ဆုံးအိမ်မှာ Google Form ဖြစ်တဲ့နေရာမှာအရင်လောက်တယ်လောက်ပြီးတော့မှအမဒီ key ထွက်တယ်ပေါ့เนาะ key ထွက်ပြီးတော့ vlog လေးလောက်ပါတယ်ဒါကတော့အမရဲ့ step ကိုပေါ့เนาะအချင်းချင်းပြောပြတာဒါပေမဲ့ အဲ့လောက်မယိုးရှင်းမလွယ်ကူပေါ့နော်ကြားထဲမှာအထွေးကြီးလည်းအများကြီးရှိတယ်အမဖြတ်ကျော်ခဲ့ရတယ်အများကြီးရှိတယ်ပေါ့နော်ဒီအနောက်မှာတော့အမတိချားလေးရှင်းပြပေးထားပါဗျာပထမဆုံးတော့အမရုပ်တံ မပါတဲ့ဗီဒီယိုလေးတွေစလုပ်တယ်။အမကဟင်းချက်တာလဲဝါသနာပါတယ်ဆိုတော့အဲရုပ်တံမပါတဲ့ဗီဒီယိုလေးတွေစလုပ်ကလည်းလွယ်တယ်။အဲရုပ်တံမပါတဲ့ဟာလေးတွေဘလို့တင်ဆက်ကလည်းပေါ့ဘလို့ပြောရလဲပေါ့အမအင်တာနက်မှာရှာကြည့်တော့သူတို့ကပေါ့စာလေးရိုက်ပြီးတော့ပြောတယ်။အတိုင်းလဲပါကြမလို့ဆိုရုပ်လဲပါကြမလို့ဒါပေမဲ့အဲ့အချိန်မှာအမအတွေးတစ်ခုရှိတယ်။ဟင်းချက်တဲ့ဗီဒီယိုဆိုတာက online မှာရှာကြည့်လိုက်အများကြီးပဲ။ကိုကဝါသနာပါတယ်။ဒါပေမဲ့ကိုထက်ပို့ပြီးတော့နှစ်နှစ်ဆက်ဆက်တည်ပြီးတော့ပိုးထက်ပိုးဝါသနာပါတဲ့လူတွေကလည်းအများကြီးပဲပေါ့နော်။အဲ့အချိန်မှာတွေးမိတာကငါတကယ်လို့ဗီဒီယိုလုပ်လို့ရှိရင်ငါဗီဒီယိုတွေလူဘာ လို့ကြည့်ရမှာလဲပေါ့ဘာလို့ကြည့်ကြမှာလဲပေါ့နော်သူတို့ထက်ဘာကောင်းလို့ဘာလို့ကြည့်ရမှာလဲပေါ့အမအဲ့လိုစဉ်းစားရတယ်အဲ့ဒီအချိန်မှာလည်းအမဗီဒီယိုလုပ်ဖို့အတွက်ခြေတုံချတုံဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အမ YouTube ဗီဒီယိုတစ်ခုကြည့်မိတယ်အဲ့ YouTube ဗီဒီယိုတစ်ခုတည်းမှာပြောတဲ့ဟာလေးကိုခေါင်းနဲ့ဆွဲနေတယ်သူကဘာပြောလဲဆိုတော့ဟုတ်တယ်ဒီပေါ့ vlog လုပ်တဲ့လူတွေအများကြီးပဲပေါ့နော်ဟင်းချက် vlog ဆိုလည်းအများကြီးပဲ travel vlog ဆိုလည်းအများကြီးပဲပေါ့အဲ့ဆိုလို့ရှိရင်အဲ့လောက်များနေတာပေါ့နော်ငါလုပ်လို့ရှိရင်ရောလူကြည့်ကြမှာလားပေါ့ပေါက်မှာလားပေါ့ ိတ်ဘသူအောင်စိတ်ဝင်စားမှလည်းပေါ့အဲ့လိုမတွေးနဲ့ပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါကတခြားလူတွေလုပ်တဲ့ဟာနင်လုပ်တဲ့ဟာမဟုတ်ဘူးပေါ့နော်တခြားလူတွေကသူတို့နင်းနေသူတို့ဟာတင်ဆက်ပြရတယ်ကို့မှာလည်းကိုနီးနဲ့ကိုဟန်ရှိတယ်လူတိုင်းမှာ unique ဖြစ်တဲ့ value ရှိတယ် perspective ရှိတယ်အဲဒါကြောင့်မလို့လောက်ကမှမကြောက်နဲ့ပေါ့အဲ့ဒီ video လေးကိုမှကြည့်လိုက်ရတယ်ပေါ့နော်အဲ့ဒါလေးကလုံးဝအမအတွက်လုံးဝအမရဲ့ thinking ကိုချိန်ဝစေတယ်ပေါ့နော်ဟုတ်တယ် ဘာပဲဖြစ်ဖြစ်ငါ try ကြည့်လိုက်မယ်ဆိုပြီးတော့အမဟင်ချက်တဲ့ channel လေးကိုအမစပြီးတော့ထောင်ဖြစ်တယ်အဲ့ channel လေးကိုကြည့်ချင်းလို့ရှင်လဲအမဒီမှာ link ပေးထားလိုက်မယ်เนาะအဲ့ကနေသွားပြီးကြည့်လို့ရပါတယ်အမရဲ့ဒီအရင်ဆုံး oldest video တွေကိုကြည့်ကြည့်လို့ရတယ်ပေါ့เนาะအမဘလို့လောက်ခဲ့လဲဆိုတာပေါ့အဲ့အချိန်မှာလဲအန်ဩစရာတစ်ခုကဒီလောက်ဟင်ချက် video တွေများရတာ ਨੇ အမ video လဲကြည့်ရလူတွေရှိတယ် surprise ဖြစ်သွားတယ်ပေါ့အော် you ho youtuber ပြောရတယ်ကဲမှန်ပါလားပေါ့အဲ့ဒီတော့ကိုလဲကိုဟောက်ကိုတန်မိုးရှိရ unique ဖြစ်တယ်ပေါ့ကိုဝင်းနဲ့ကို unique ဖြစ်တယ်ပေါ့အဲ့ဒါလေးကိုအမလက်ခံသွားတယ်ပေါ့เนาะအဲ့တော့ conference တွေလဲပို့ပြီး ော့တက်လာတယ်ပေါ့အမအဲ့ YouTube channel လေးကိုလုတ်ပြီးတော့နောက်6လလား4လလောက်လားမသိဘူးအကြာမှာပေါ့နော်အမတို့ဒီစင်ကာပူပြောင်းလာရတာပေါ့အဲ့တော့ကြားထဲမှာအမအဲဗီဒီယိုမတင်မဲ့နေရသွားတာရှိတယ်ပေါ့နော်နောက်ပိုင်းတော့အကုန်လုံးဆက်တဲ့ကြာသွားပြီးတော့အစီအပြေသွားတဲ့အချိန်မှာအမဗီဒီယိုလေးတွေပြန်တင်တယ်ကြားထဲမှာလည်းအမသူများဗီဒီယိုလေးကြီးလိုက်သေးတယ်ကြီးလိုက်တော့အမလည်းပေါ့နော် ဟိုဘယ်လိုပြောမလဲဒီရှင်းချက်တဲ့အချိန်မှာလိုအပ်တဲ့ဟာလေးတွေကိုပြောချင်လာတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အမကိုနိုင်ကလည်းဆောင်းဝင်ဆောင်းဝင်လေးဒီတခြားပြောပြပေးတဲ့ဗီဒီယိုလေးအမအရင်ကြိုက်တယ်။အဲ့ဒီအချိန်မှာပေါ့နော်။အဲအော်ငါရောဒီလိုအတန်းလေးတွေထည့်ကြည့်လို့ရှင်ရောကောင်းမှထင်တယ်ဆိုပြီးတော့တွေးမိတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့အတန်းလေးထည့်ဖို့အတွက်စပြီးစူးစမ်းတယ်ပေါ့နော်။အဲ့ဒီအချိန်မှာအမအတန်းမှာ record လုပ်တော့ဘလို့မှမကြိုက်ဘူး။အတန်းကမမာကြီးနဲ့ပေါ့နော်။တာယာနာပြောမရှိဖွဲမရှိဘူးလို့ခံစားရတယ်။အဲ့တော့အဲ့အတန်းထည့်တဲ့ ခါမှာလဲအမအရန်ကြာတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုအတန်ကိုမကြိုက်နေဘူးပေါ့နော်။အဲ့တော့အမအတန်ထဲ့တယ်။ဒါပေမဲ့ဒီအမအတန်ကိုအစ်စ်မထဲ့ဘူးပေါ့နော်။ voice changer လေးနဲ့အနေငယ် effect ကလေးထည့်တယ်။ဒါပေမဲ့အမအတန်ကိုပြန်ထားထောင်ကြည့်တဲ့အချိန်ကျတော့လဲအမဘဝေမကြပြန်ဘူး။အဲ့ voice changer နဲ့တုံထားတဲ့အတန်ကြီးလည်းမမကြိုက်ဘူးအဲ့တော့မှစဉ်းစားတယ်ငါဘာဖြစ်လို့ဒီကို့အတန်လေးတော့မှကိုမပြောနိုင်ရလဲပေါ့ဒါငါအတန်မဲပေါ့နော်အဲ့တော့မှ internet မှာပေါ့နော်တခြား youtuber တွေဘယ်လိုပြောလဲပေါ့သူတို့အတန်ရောဘယ်လိုလဲပေါ့အဲ့လိုရှာကြည့်တယ်ရှာကြည့်ရော ်တချို့အတန်တွေကကိုထက်ပို့ပြီးတော့နားထောင်အောင်ဆိုးတဲ့အတန်တွေကိုအမှတွေ့တယ်ပေါ့နော်ဒါပေမဲ့သူတို့ကအောင်မြင်နေတာပဲပထမလဲအမှသူတို့ဗီဒီယိုတစ်ခုနှစ်ခုကိုကြည့်တော့ပေါ့နော်အဲတမျိုးကြီးပဲလို့တချို့ဟာကြတော့လည်းအစီအမေပြလိုက်တာပေါ့တချို့ကြတော့တမျိုးကြီးပဲလို့ခံစားရတာရှိတယ်ဒါပေမဲ့သူတို့ဗီဒီယိုကိုကြည့်ရင်းကြည့်ရင်းနဲ့သူတို့ကသူတို့ပြောတဲ့ဟာကို နယ်ပယ်ဦးပေါ့နော်တေချာတည်ရေတေချာရှင်းပြနိုင်တယ်ပြီးရင်သူတို့ပြောတာစေတနာပါတယ်ပေါ့အဲ့လိုလေကိုကတည်လေတည်လာဟောအဲ့လူရဲ့အတန်ကခုနထဲမှာရုံမဆိုးတော့ဘူးနားထောင်ကအဆင်မပြေတာမဖြစ်တော့ဘူးပြီးလို့ရှိရင်ပေါ့နော်အဲ့အတန်ကြားတာနေကိုအော်သူဆိုပြီးတော့ပေါ့နော်ရုံမမြင်မဲနဲ့တောင်မှသူများဖွင့်နေနေတောင်မှဘသူရဲ့ဗီဒီယိုနားထောင်နေတယ်ဆိုတာကိုတမ်းပြီးတော့တည်ပါတယ်ပေါ့နော်အဲ့တော့ကိုစဉ်းစားလိုက်တယ်အော် ငါလည်း voice ချိန်တာတုံးစရာမလိုဘူးဒါလည်းငါ unique ဖြစ်တဲ့အတန်ပဲအဲ့တော့ငါရဲ့ပင်ကိုအတန်နေပဲငါ video လုပ်မယ်ပေါ့နော်အဲ့လိုဆုံးဖြတ်ချက်ချလိုက်တယ် voice တဲ့အချိန်မှာလည်းမလွယ်ကူခဲ့ဘူးတို့ရိုးတနံ intro ကလေးပြောဖို့တော့မှာပေါ့နော်အခောက်30 40လောက်ပြန်ပြီးတော့ပြောနေရတယ်ပေါ့အဲ့ဒါလေးတွေလည်းရှိတယ်ဒါပေမဲ့ကိုတကယ်လုပ်ချင်လို့ရှင်တော့ဒါလေးတွေကလည်း လုံရင်းလုံရင်းနဲ့တဖြည်းဖြည်းနဲ့ကြော်ဖြတ်ပြီးတော့အဆင်ပြေလာတယ်။အထာနဲ့အမအတန်ထဲပြီးလို့ကိုကိုကိုအဆင်ပြေလာတယ်လို့ခံစားမိတဲ့အချိန်ကျတော့အမရုပ်ကလေးပြချင်လာတယ်။ဘယ်လိုအမရုပ်ကလေးပြချင်လဲဆိုတော့ဒီအမအင်တာနက်မှာ research လုပ်ကြည့်တဲ့အချိန်မှာတော်တော်များများမျက်စံစမ်းတဲ့အောင်မြင်တဲ့လူတွေကသူတို့ရုပ်ပြကြတာများတယ်ပေါ့နော်။ အဲ့လိုမျိုးဆိုလို့ရှိရင်ငါလည်းပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့ဒီလည်းများလာမယ်ပေါ့အဲအဲ့လိုမျိုးခံစားရတယ်။ဒါပြန်ဖြစ်ချင်တော့ရုပ်ပြမှာလည်းရှက်နေပြန်ရော။အဲ့တော့ကိုကိုပြန်ပြီးတော့မေးကြည့်မိတယ်။ငါဘာကိုရှက်နေတာလဲပေါ့။တေချာပြန်ပြီးတော့ကိုကိုကိုမေးကြည့်လိုက်တော့ excuse တွေအများကြီးပေါ့နော်။စင်ကြေတွေအများကြီးထွက်လာတာ။ဒါလဲဆိုတော့ပထမချက်ကတော့ငါမလာဘူးပေါ့။ငါစကားပြောလို့ရှိရင်လည်းရုပ်ဆိုးတယ်ပေါ့။အဲ့ဒါပထမတစ်ချက်ပေါ့နော်။နောက်တစ်ခုကတငယ်ချင်းတွေမြန်မာကြောက်တယ်။ပြီးလို့ရှိရင်ကိုဗီဒီယိုလုပ်တဲ့အချိန်မှာအမားလုံးမိမှာကြောက်တယ်။ပြီးရင်ဒီလောက်အစဲတန်နေတဲ့ခေကြီးမှာကိုလူများရဲ့လာဆဲမှာကြောက်တယ်။ပြီးရင် င်ကိုယ်အမြင်ကခံရမှာလဲကြောက်တယ်ကိုရဲ့ဘယ်လိုပြောမလဲပုံစံကအရန်ကြီးတစ်ခုဖြစ်သွားလို့ရှိရင်လဲအာသူပုံစံဘလိုကြီးလဲဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အဲဝေဖန်ခံရမှာအမြင်ကခံရမှာလဲကြောက်တယ်ပြီးတော့ပေါ့နော်ကိုပြောတဲ့ဟာတွေကလူကြီးစရာဖြစ်မှာလဲကြောက်တယ်ပြီးလို့ရှိရင်ကို အကုန်မတီးဘဲနဲ့ပေါ့နော် sharing လောက်ကမှလည်းကြောက်တယ်အဲ့တော့အမအမရဲ့စင်ကြယ်လေးအထွက်ကိုအမတခုချင်းစီကိုစမ်းစစ်ပြီးတော့အဖြေရှာတယ်ပထမတစ်ခုကအမမလာဘူးလို့ကိုကိုကိုထင်တယ်ပြီးလို့ချင်းစကားပြောလို့ရှိရင်လည်းအဆင်မပြေဘူးလို့ထင်တယ်ဟုတ်ပြီငါမှာဖြစ်လို့မလာဘူးလို့ထင်တာလဲမလာတာကောဘာ effect ဖြစ်သွားမှာလဲစကားပြောတာမလာတာကောဘာ effect ဖြစ်မှာလဲဆိုပြီးတော့စဉ်းစားရတယ်ပေါ့နော်ပြီးတော့ internet မှာရှာရတယ်အမ internet မှာရှာကြည့်တဲ့အချိန်မှာကြော်ကြနေတဲ့ influencer တွေပြီးလို့ချင်း youtuber တွေကလည်းအကုန်လုံးလှတဲ့လူတွေပဲတော့မဟုတ်ဘူးအဲ့တော့ကိုလဲသူတို့ကိုကြည့်တဲ့အချိန်မှာဟဲ့ ဲသူကရုပ်ဆိုးလိုက်တာဆိုပြီးတော့အဲ့လိုဖြစ်မသွားဘူးသူတို့ပြောတဲ့ကွန်တန့်ကိုပဲကိုကတရားနာထောင်မိတယ်သူတို့တရားရှင်းပြရင်ရှင်းပြသလောက်စေတနာပါရင်ပါသလောက်ကိုလည်းနိုင်ရထောင်ပြီးတော့ဩပြောတာဟုတ်တယ်ဆိုပြီးတော့သူအကြည့်တက်ကလေးနဲ့သူ့သူဖြစ်သွားတယ်အဲ့လိုပေါ့နော်အဲ့တော့အဲအမှန်တကယ်တော့တတာမလားအဓိကမကြပါဘူးကိုပြောတဲ့အကြောင်းဟာပဲအဓိကကြားတယ်ပေါ့နော်ကိုပါ sharing လုပ်ပေးခြင်းလဲဆိုတာပဲအဓိကကြားတယ်ဒါကြောင့်မလို့မလားတဲ့ကိစ္စအမအတွက်အဖြေရပါတယ်ပေါ့လှမ လုံးလို့ရတာမဟုတ်ဘူးလူတိုင်းကဒီလိုပဲလှတာမလှတာတော့ကိုဒါမွေးရပါပါတဲ့ရုပ်မလို့ကိုပြင်လို့မရအောင်တတရဲ့နေလို့ရတယ်မိတ်ကလေးပါရဲ့အနေငယ်ပြင်လို့ရတယ်ပေါ့နော်ဒါကိုလုံးနိုင်တာပဲကိုလုံးနိုင်တာကိုလုံးမယ်အဲ့တော့မလာကိုကိုမလာဘူးလို့ထင်တဲ့အချက်ကအမှပြီးသွားပြီပေါ့နော်ဖြေရသွားပြီနောက်တစ်ခုပေါ့နောက်တစ်ခါကျတငယ်ချင်းတွေမြန်မာကြောက်လို့တငယ်ချင်းတွေမြန်မာကြောက်လို့ဆိုတော့အခုဒီလိုမျိုးလုံနေတာပေါ့နော်ဘသူအတက်ကမှလက်သက်တာမဟုတ်ဘသူပစ္စည်းမှလည်းခိုးတာမဟုတ်ဘသူမကောင်းချောင်းမှလည်းပြောနေတာမဟုတ်အဲ့တော့ဘာကိုကြောက်တာလဲပေါ့အေးငါကဒီလိုပဲကိုကြည့်ရလေးပြန်ပြီး sharing လုပ်ပေးနေတာပေါ့ ဲ့တော့ဘာကြောက်စရာရှိလဲပေါ့အဲအဲ့လိုမျိုးအမတွေးလိုက်တယ်ပေါ့နောက်တစ်ခုကတော့အမလုံးမိမှကြောက်တာအမလုံးမိမှကြောက်တာဆိုတော့ဘသူမဆိုအမလှုပ်တယ်ဗီဒီယိုတစ်ခုနှစ်ခုဆိုလို့ရှိရင်အမအားပါတယ်ကိုကဘလောက်ပဲစိတ်ထဲမှာငါအမမလှုပ်ဘူးကောင်းကောင်းမွန်မွန်ပြောမယ်ဒီချက်တွေဒီချက်တွေပါအောင်လို့ပြောမယ်လို့စဉ်းစားထားပြင်မယ်လဲပဲမပါတာတွေရှိတယ်ပေါ့နော်ဗီဒီယိုအက်ဒီတင်းလုံးမှာတည်ရတဲ့အခြေအနေလည်းရှိသလိုအော်ငါဒါလေးထည့်ပြောလိုက်ရမှာဆိုပြီးနောက်ကျမှတည်တဲ့အခြေအနေလည်းရှိတယ်။ဒါပေမဲ့အဲ့လိုမျိုး ပြည့်စုံအောင်လုပ်နေလို့ရှိရင်အမမပါမိအောင်လုပ်နေလို့ရှိရင်ဘယ်တော့မှဒီဗီဒီယိုကတင်ပြမှာမဟုတ်တော့ဘူးအဲ့တော့တကယ်လို့ကိုမှာခဲ့လို့ရှိရင်လည်းအမအနေလက်စင်လန်လို့ရတယ်ပေါ့အဲကြောင့်မလို့အမလုံးမိခဲ့လို့ရှိရင်လည်းကြောက်စရာမလိုဘူးပြီးလို့ရှိရင်ကိုလုတ်ခဲ့မိတဲ့အမကိုဘသူတွေရောမှတ်မိနေမှာလဲဥပမာသူများတယောက်ကသူတို့ YouTube ဗီဒီယိုမှာအမတခုခုပြောလိုက်တယ်ကိုကအဲ့ဒါကိုဟဲ့သူမားနေဆိုတာသိလိုက်တယ်ဒါပေမဲ့10မိနစ်ကြာလို့သူမားနေတယ် ဟဲ့အဲ့ဒီတယောက်ကမားနေရဆိုပြီးတော့ကိုယ်စိတ်ထဲမှာငြင်းနေတွေးနေမှာလားမတွေးမနေတော့အခုမြင်နေအခုပျောက်သွားတာတခြားလူကရောဘယ်လောက်တွေးနိုင်မှာလဲအဲ့တော့အမားလုံးမိရလဲကြောက်စရာမရှိဘူးလက်စင်လန်းလို့ရတယ်အဲဆိုတော့အဲ့အမားအတွက်အမအခုလိုမျိုးအဖြေရှာတွေးပါရဲပေါ့နော်ဒါကတော့အမအတွေးပါနောက်တစ်ခုကတော့သူများဆဲမှာကြောက်တာသူများဆဲမှာကြောက်တယ်ဆိုတော့ဘလောက်ပဲကောင်းတဲ့လူဖြစ်ဖြစ်ကိုကိုကြိုက်တဲ့လူရှိမယ်မကြိုက်တဲ့လူရှိမယ် အလိုပဲဒီလိုအစဲသက်နဲ့ခေကြီးတဲမှာလဲကိုယ်ဆဲမဲ့လူတွေကရှိမှာပဲအဲ့တော့ကိုယ်ကလောကောင်းတာလို့ဒီဖြစ်စီမကောင်းတာလို့ဒီဖြစ်စီသူတို့တခါတလေစိတ်ခံမတင်တဲ့အခါသူတို့နဲ့သဘောထားမတိုက်ဆိုင်တဲ့အခါတွေမှာဆဲခံရရှိမယ်โอเคအဲ့ဆိုလို့ရှင်လဲဒါသူတို့သမိုင်းမယ်ဆဲတာသူတို့ရဲ့ဒေါသဖြည့်ရှင်းနည်းအဲ့လိုမျိုးလုံနည်းဆိုလို့ရှင်လဲဒါသူတို့နဲ့ဆိုင်တာပဲကိုမယူလို့ရှင်လဲမရဘူးပေါ့နော်အဲ့တော့โอเคဆဲခံလဲဆဲခံပေါ့ဒါကတော့ကိုဒါလုံနည်းပြီဆိုတော့ချောင်းလဲလို့မရဘူးဆဲခံဆိုတော့လဲ ဆဲခံပေါ့နော်ဒါပေမဲ့ကိုကစိတ်ထဲမှာမယူလို့ရှင်ဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုအမထွေးလိုက်တယ်ကိုကတော့သူများအမေအမြင်မကတ်ခံစီခြင်းလို့ပေါ့နော်ကဲဒါဆိုလို့ရှင်အမတခု စဉ်းစားလိုက်တယ်ပေါ့ဘယ်ရမှာကို control လုပ်လို့မရဘူးเนาะသူတို့အမြင်ကတ်တာကိုလည်းကို control လုပ်လို့မရသလိုသူတို့ကိုချစ်လာအောင်လည်းကို control လုပ်လို့မရဘူးပေါ့ဒါကြောင့်မလို့ကောင်းကောင်းနေရင်လည်းအမြင်ကတ်ခံချင်ကတ်ခံနေရမှာပဲဒါတော့ရှောင်နေလို့မရအောင်အမြင်ကတ်ခံရမယ့်ကိစ္စကိုလည်းပါလူတွေးလိုက်တယ်နောက်တစ်ခုကတော့လူကြီးစရာဖြစ်နေမှာဆိုလို့ပေါ့နော်အဲ့ဒါတော့ခုနအမားလုံးပြီးမှာဆိုလို့နဲ့လူကြီးစရာဖြစ်နေမှာဆိုလို့ဆိုတာကိုအမားတို့တွဲလို့ရတယ်ပေါ့ဒါလည်းခုနအမားပြောသလိုပဲသူဗီဒီယိုထဲမှာပောက်တက်ကြရပြောနေတချို့ဆိုလို့ရှိရင်ဒီနိုင်ငံသားက YouTuber တွေရဲ့အဲစကားလုံးတွေကိုပေါ့နော်ဓာတ်ရိုက်ဘာသာပြန်ပြီးတော့ ကိုပါစကားလုံးမျိုးမျိုးထစ်ထင်းကောက်ကောက်ရင်းနဲ့ပြောနေရရင်ရှိတယ်ဒါရင်လဲကိုရီမြင်နေရတာပဲဒါပေမဲ့ကိုရီသူမြောက်တော့ပြောလာမပြောဒါပေမဲ့ကိုစိတ်တယ်မော်သူအဲ့လိုပြောနေပါလားဆိုပြီးကိုတိတယ်ဒါပေမဲ့အဲ့အတွေးရောနောက်ထပ်10မိနစ်15မိနစ်ခံမလားမခံဘူးအဲ့လိုပဲကိုအမတခုလုံးမိလို့လူကြီးကြလုံးမိလို့ရှင်လေသူတို့ကကိုရဲ့ဒီလူကြီးနေစရာကြီးကိုအဲ့ဖြစ်ဖြစ်ကြီးကိုပေါ့10မိနစ်15မိနစ် နောက်နေ့ထီရောနောက်လာထီရောတွင်းနေမှလာပေါ့အမအဲ့လိုလေးတွင်းမိတယ်နောက်ဆုံးတစ်ခုကတော့အကုန်လုံးမသိနိုင်လို့ပေါ့နော် အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့အခုခုကို sharing လုပ်မယ်ဆိုလို့ရှိရင်ငါဒီအရာကိုဟဲ့ကုံစင်အောင်ငါမတီးဘူးပေါ့နော်ငါဒါတွေလေ့လာဖို့ကြံသေးတယ်ဒါတွေလုပ်ဖို့ကြံသေးတယ်ဒါတွေကိုကအကုန်တီးမှ100%လောက်တီးမှပဲကိုက sharing လုပ်ရမယ်လို့ပထမထင်ခဲ့တာပေါ့နော်နောက်တော့မှဒီတခြား youtuber တွေ vlog တွေကြည့်တော့မှပဲ သူတို့ကလည်းကိုလိုပဲသူတို့လည်းဒီဟာကိုလုံနေနေဖေဂါရစ်အောက်လုံးပါပြီးတော့တီဝါတာပဲဘေပေါ့နော်လောလောဆယ်တော့သူတို့တိတိမြပြန်မျှဝေတယ်နောက်ကြမှာသူတို့ဒီထက်ပိုပြီးတိကျင်စီဖြစ်လာတယ်တိကျင်စီဖြစ်လာတော့မှရှာဖွေရဲလိလာတယ်ပေါ့အဲ့ချိန်ကျမှပဲသူတို့တီတယ်တီးတဲ့ဟာကိုလည်းထပ်ပြီးတော့ဝေမျှတယ်ပေါ့အဲ့တော့အခုပြောလိုက်တဲ့ဟာကသူများကိုဒုက္ခမရောက်လို့ရှိရင်သူများကို misleading ဖြစ်တာမဟုတ်လို့ရှိရင်ကိုအကုန်လုံးမတီလဲရတယ်ကိုတီးတဲ့လောက်ပဲပြန်ပြီးတော့ sharing လုပ်ပေးလဲရတယ် အဲ့တော့တခုဆိုရင်ကိုအကုန်လုံးဒီမှာ sharing လုပ်ပေးရမယ်မဟုတ်ဘူးကိုဒီတက်လောက်လေးရလဲသူများတို့ထောက်ကူပြုတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ sharing လုပ်ပေးလို့ရတယ်ပေါ့နော်အဲ့တော့အမအားအားလေးကိုလည်းအလိုတွေးလိုက်တယ်အမအားအားလေးကိုအလိုအကုန်တွေးပြီးတော့ကို့မှာ excuse တွေအကုန်လုံးထွက်လဲအဖြေရွာသွားတယ်ပေါ့နော်အဲ့မှာအမဆပြီးတော့ login ဆားလုပ်ဖို့အတွက် စပြီးစူးစားတယ်ဒါပေမဲ့အဲ့လိုတွေးပြီးတော့အဲ့လိုအဖြေရာွားပဲမယ်လည်းပဲချစ်ချင်းဝုန်းကနေတိုင်းကနေတော့ဖြစ်တာမဟုတ်ဘူးပေါ့နော်ရှက်နေရတာကရှက်နေတော့မယ်အမရုပ်ကလေးလည်းပါမယ်အသံလေးလည်းပါမယ် vlog လေးကိုစပြီးတော့လုပ်တဲ့ချိန်မှာအမအရင်ဆုံးဒီ YouTube ကိုမလုပ်ဘဲနဲ့အမ TikTok video လေးတွေအရင်လုပ်တယ် TikTok video လေးတွေအရင်လုပ်တော့တော့မှပေါ့နော်တခါဆိုလို့ရှိရင်10မိနစ်2မိနစ်ပေါ့အဲ10မိနစ်တောင်မှပဲကို့အတွက်ကလည်းပထမဦးဆုံး ဆိုတော့အရန်ပြင်ပန်းနေဘာပြောလို့ပြောမှန်းမသိဘူးစကားတွေကလည်းမှားဒါပေမဲ့ TikTok ဗီဒီယိုကို၅ခုလောက်လုပ်ပြီး၅ခု၆ခုလောက်လုပ်ပြီးပါတဲ့အချိန်မှာ natural ဖြစ်သွားတယ်ပေါ့နော်အဆင်ပြေသွားတယ်အဲ့တော့ဒီ short form လေး TikTok ဗီဒီယိုလေးတွေကိုကိုက comfort ဖြစ်ပြီးဆိုတာနဲ့ကိုက long form လုတ်ချင်တော့ long form ပေါ့နော် YouTube video တွေပြောင်းလို့ရတယ်အမားလည်းအလိုပြောင်းခဲ့တာပေါ့နော်ဖြည်းဖြည်းနဲ့ step ကလေးတွေထွေးတက်တက်တက်ဝါတာပေါ့နော်အဲ့ဒါအဆင်ပြေလို့ခံစားရတယ်နောက်အမအဲ့ဒါကြီးလုတ်ပြီးတော့ပေါ့နော်ဘလော့လုတ်ဖို့အတွက်အလွယ်တဲ့နည်းလမ်းလေးကိုအမတွေ့လာတယ်ပေါ့နော်အဲ့ဒါကတော့ကိုကိုကို tourist attraction ညာသွားပြီးတော့ tourist အဖြစ်ဟန်ဆောင်ပြီးတော့ video လိုက်တာပေါ့နော်အဲအဲ့ကြတော့ attraction ညာသွားတော့အဲ tourist တွေလည်းအများကြီးပဲသူတို့လည်းရိုက်နေဆိုတော့ကိုကလည်းအဲ့လိုမျိုးကိုကိုကို tourist ဟန်ဆောင်ပြီးတော့ရိုက်လိုက်တယ်အဲ့ကြလို့ရှိရင်ကိုလည်းမချက်တော့ဘူးပေါ့နော် ောက်တစ်ခုကတော့ခီးထွက်တာပေါ့ခီးထွက်တာဆိုတော့ကိုက tourist လို့ဟန်ဆောင်ကြမလို့တော့တကယ် tourist ဖြစ်သွားပြီပေါ့เนาะအဲကြိုင်ကိုကမရှက်တော့ဘူးအမကူဒီမလေးရှားသွားတဲ့မလေးရှားပြည်နှံသွားတဲ့ vlog မှာဆိုလို့ရှိရင်လည်းအမကင်မရာကိုကြည့်ပြီးတော့တခြားရိုက်နိုင်ခဲ့တယ်ပေါ့เนาะအဲ့ဒါလေးကလည်းလုံးဝရှေ့ဆက် vlog တွေရိုက်ဖို့တဲ့ confidence ရှိစေတယ်ပေါ့ဒါကြောင့်မလို့အဲ့ဒါလေးကလည်း effective ဖြစ်တဲ့နည်းလမ်းလို့အမထင်တယ်နောက်တစ်ခုကကိုအပြင်မှာ blog ရိုက်နေလို့ရှိရင်သူများတွေကကိုကိုကြည့်တယ်ပေါ့เนาะဟာဘာလဲပေါ့တချို့ကြတော့လည်းဆက်စုတာပေါ့ တချို့ကြတော့လည်း online ဖြစ်တဲ့ပုံစံမျိုးနဲ့ကြည်ရဲပေါ့နော်ထူးဆန်းတာဆိုလို့ရှိရင်တော့လူတွေကြည်တာသဘာဝပဲပေါ့နော်ဒါပေမဲ့နောက်ထပ်10မိနစ်ကြည်နိုင်မလားနောက်ထပ်15မိနစ်ကြည်နိုင်မလား ြင်ရလို့ရှင်ကြည်ပေါ့နော်အမားတို့တော့မကြည်နိုင်ဘူးအဲဒါမျိုးလေးတွေးပြီးတော့အမားတို့ရှက်တဲ့စိတ်ကိုကြောက်တဲ့စိတ်ကိုဖြောက်လိုက်ရတယ်ပေါ့နော်အမားလည်းအဲ့လိုဖြောက်ခဲ့တယ်ကဲအားဆိုလို့ရှင်ဒါကတော့အမား login လုပ်လို့ရှင်မျက်နှာပြရမှာ shutter ကို blue overcome လုပ်ခဲ့လေဆိုတော့အမရဲ့ဂျာနီလေးပေါ့နော်အခုဒီကင်မရာကိုတက်တက်ကြည့်ပြီးတော့အခုလိုမျိုးဗီဒီယိုလုပ်နိုင်မှုဆိုတာကအမ9လလောက်အချိန်ယူခဲ့ရပါတယ်အမလည်းအခုပေါ့နော်ဒီ စကားပြောတဲ့ဟာကိုလုံးဝ certified ဖြစ်တယ်လို့မဟုတ်ပေမဲ့ပြီးခဲ့တဲ့9လလောက်ကထက်စာလို့ရှိရင်တော့ကိုယ့်ရဲ့ improvement ကိုလည်းတခြားမြင်ရတယ်ပြီးရင်ကိုလို့ချင်တာလေးလည်းလုပ်တယ်ဒီ vlogging ဆိုလို့ရှိရင်အမှအမြဲတမ်းလုပ်ချင်တဲ့အထဲမှာတစ်ခုပါတာပေါ့နော် ဒါပေမဲ့ဘာဖြစ်လို့စောစောမစားလဲဆိုတော့အမကကုနာလိုကင်မရာကိုရှက်နေတာပေါ့နော်ဒါကြောင့်မလို့မစားဖြစ်ခဲ့ဘူးတကယ်တကယ်အခုလိုစားတဲ့အချိန်မှလည်းအော်ငါပြီးခဲ့တဲ့နေ့ကစားခဲ့ရင်ကောင်းသားဆိုပြီးတော့တွေးမိတယ်ဘာဖြစ်လို့လဲဆိုပြီးခဲ့တဲ့နေ့တည်းကကျတော့အမခီးတွေအများကြီးသွားတယ်ဒီနေ့မှအမတိတ်ပြီးတော့အဲကျမရဲ့လည်းတိတ်မကောင်းတော့ခီးလည်းမသွားနိုင်ဘူးပေါ့နော်အဲ့တော့ကိုရခဲ့တဲ့နောင်တာက ဒီဟာကို try ခဲ့လို့မဟုတ်ဘူးငါဒါကိုစောစောမလုပ်ခဲ့လို့ဆိုတဲ့နောင်နာကိုရမိတယ်ပေါ့နော်ဒါကြောင့်မလို့အမလိုမျိုးပေါ့နော်အဲလှုပ်ချင်းနေဒါပေမဲ့ရှက်တဲ့လူတွေအတွက်ပေါ့နော်ဒီဗီဒီယိုလေးကအထောက်အကူပြုလိမ့်မယ်လို့အမယုံကြည်တယ် တကယ်လို့အမလိုမျိုးပဲကံမှာကြောက်တဲ့လူပါလို့ရှိရင်လည်းမကြောက်ပါနဲ့စားပြီးတော့ try ကြည့်ပါကို try ကြည့်မှကိုတကယ်ဝါသနာပါလားမပါလားလောက်ချင်လားမလောက်ချင်လားတီးမှာအဲ့ကြမှာကိုတကယ်ကိုရဲ့လုံနိုင်စံကိုတီးမှာဒီလိုရှက်တဲ့ကြောက်တဲ့စိတ်တွေကခုနအမမေးတယ်လို့ပဲကိုကိုကိုပြန်မေးကြည့်ပါငါပါ哦ရှက်တာလဲငါပါ哦ကြောက်တာလဲဆိုပြီးတော့အဲ့ကြရင်အဖြေထွက်လာပါလိမ့်မယ်ကဲအားဆိုလို့ရှိရင်တော့အားလုံးပဲအဆုံးထိကြည့်ပေးရအတွက်ကျေးဇူးတင်ပါတယ်ဒီ channel လေးကနေပြီးတော့အခုလိုမျိုးပေါ့နော် blogging tips တွေပြီးလို့ရှိရင် travel vlog လေးတွေကိုတင်ပေးနေမှာမို့လို့ဒီလိုကြိုက်လို့ရှိရင်တော့ like and subscribe လုပ်ပေးခဲ့ပါအောင်နော် အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။အားလုံးပဲဘိုင်ဘိုင်။